ိုင်းနိုင်ငံမှာဘတ်3.45ထရီလီယံတန်ဖိုးရှိအင်ချမ်းမြေအကျပ်ဆိုင်နေပါတယ်။တိုက်ခန်းတဲ့အိမ်ပေါင်း1.6တန်လက်လက်နေရပါတယ်။ထိုင်းနိုင်ငံတဝန်းရှိအိမ်နဲ့တိုက်ခန်းပေါင်း1.64တန်အခန်းဟာလက်လက်နေပြီးဘတ်3.45ထရီလီယံတန်ဖိုးရှိစီးပွားရေးအရှုံးပေါ်မှုကြီးဖြစ်နေပါတယ်။ဒီပမာဏဟာနိုင်ငံရဲ့နှစ်စဉ်ဘတ်ဂျက်နဲ့တောင်ညီမျှပါတယ်။ထိုင်းအင်ချမ်းမြေသုတေသနနဲ့တန်ဖိုးဖြတ်ထားတာ AREA စတန်ရတစိအင်ညာ အကျအတဲလို့ရည်ညွှန်းတဲ့ဒီဖြစ်စဉ်ဟာသူတို့ပြင်ဘန်ကောက်မြို့ပြ area မှာတွေ့ရပြီးတိုက်ခန်းပေါင်း9သိန်း3000ကျော်မှာလူနေထိုင်ခြင်းလည်းမရှိဘဲတိကအပြင်အင်ချင်မြေဈေးကွက်ကစားမှုကြောင့်ဖြစ်ပါလေအထူးသဖြင့်ကွန်ဒိုမီနီယံဈေးကွက်မှာဒီပြဿနာတွေ့ရပါလေလက်လက်တဲ့တိုက်ခန်းတွေရောင်းဖို့အသင့်ဖြစ်နေပေမဲ့လျှက်စစ်တပ်အားသုံးဆွဲမှုအလွန်လဲပါတော့ကြည်ရင်လူနေထိုင်ခြင်းမရှိကြောင်းသိနိုင်ပါလေဒီခန်းမျိုးကိုလက်လက်တိုက်ခန်းဖြစ် AIA ကတတ်မှတ်ပါတယ် ဘန်ကောက်အေရီးယားမှာလစ်လက်နေတဲ့အိမ်အားလုံးရဲ့58%ခန့်လုံးကကွန်ဒိုတွေဖြစ်ပါတယ်။ကွန်ဒိုလစ်လက်မှုနှုန်းဟာ24.8%ခန့်လုံးရှိပြီးစိုးရင်ပေါ်ရပါ၄ခန်းမှာတစ်ခန်းနှုန်းလစ်လက်နေပါတယ်။တန်ဖိုးဘတ်9သိန်းအောက်ရှိကွန်ဒိုတွေဟာလစ်လက်နှုန်း27.1%ခန့်လုံးရှိပါတယ်။တခါတရံပြုပြင်ထိန်းသိမ်းမှုလည်းမရှိလို့မြင်းမြန်ဆန်ဆန်ရွံ့ရွံ့ပြည့်စည်နေပါတယ်။လုံးကျုံဈေးကစားခြင်းကြောင့်တိုက်ခန်းသည့်ရောင်းချဖို့ခက်ခဲနေပြီးနောက်ဆုံးမှာငွေချီးဖွဲ့အစီတည်းရဲ့ ဗန်နာရေးတည်နေမှုပေါ်ထိခိုက်စေနိုင်ကြောင်းကြွမ်းကျင်သူတွေကသတိပေးထားပါတယ်။လက်ရှိထိုင်းဥပဒေအရပြည်စည်းသွားတဲ့တိုက်ခန်းတွေလက်လက်နေမှုတော့ပန်းရှင်တွေအားလုံလောက်တဲ့ပြစ်ဒဏ်ချမှတ်နိုင်ခြင်းမရှိပါဘူး။လက်လက်နေတဲ့တိုက်ခန်းတွေကိုပြစ်မှတ်ထားတဲ့မြေနဲ့အဆောက်အုံခွန်ကောက်ခြင်းဟာလည်းထိရောက်တဲ့ဖြစ်ရှင်ချက်မဟုတ်ပါဘူး။လက်လက်နေတဲ့အိမ်တွေကိုအခွန်ကောက်ခြင်းကြောင့်ပန်းရှင်တွေကရှော်စီနဲ့အလင်းမြတ်ထိုးရောင်းပြီးရောင်းအားကိုအပြည့်အယုံကြောင်းတနိုင်တဲ့ဇီလုံးဖြစ်လာတဲ့အတွက်နိုင်ငံသားတွေဝေလာနိုင်ကြောင်း ဒါအပြင်အဆောင်တွေကိုအသုံးပြုလို့ဒေသန္တရစီးပွားရေးနဲ့အတိုက်အဝန်တိုးတက်လာပြီးစီးပွားရေးကောင်းလာခြင်းများရှိလာမယ်လို့တော့စီးပွားရေးပညာရှင်တွေကအကြံပေးပါလေ။လက်လက်တဲ့တိုက်ခန်းတဲ့အင်အားများမှာဘန်ကောက်ဒေသမှာ9သိန်း3000ခန့်နဲ့ကျန်ဒေသမှာ9သိန်းလောက်ရှိပါလေ။ခိုင်မာတဲ့မူဝါဒသာမဖော်ဆောင်နိုင်တော့လက်လက်နေတဲ့အင်အားတွေဟာထိုင်းနိုင်ငံရဲ့ရေရှည်စီးပွားရေးမှာဆက်လက်ပြီးတော့အဟန့်အားဖြစ်စေမှာ အမှန်ပဲဖြစ်ပါလေ။ထိုင်းအင်အားမှာဝယ်ယူမှုမှာ အများဆုံးကတော့အခုနောက်ပိုင်းထရိုချာဖြစ်လာတာကမြန်မာနိုင်ငံသားတွေကထိုင်းနိုင်ငံမှာအင်အားဝယ်ယူမှုအများဆုံးစီးရင်မှာထိတ်ဆုံးကသုံးနိုင်ငံတည်းပါဝင်လာတာဖြစ်ပါတယ်။ထိုင်းနိုင်ငံအင်အားဝယ်ယူမှုအများဆုံးသုံးနိုင်ငံကတော့တရုတ်၊ရုရှားနဲ့မြန်မာတို့ပဲဖြစ်ပါတယ်။မြန်မာဟာရန်ဖန်ရန်ခါအဆင့်တနေရာဟိုတော့မှရောက်သွားတယ်လို့သိရပါတယ်။